မင်္ဂလာပါရှင်ဒီဇင်ဘာလ3ရက်နေ့ညနေပိုင်းအတွက်ပြပို့ထားတဲ့မလို့အသားအခြေအနေခန့်မှန်းချက်တွေကိုတင်ဆက်ပေးပါရမယ်ကျမလို့မအောင်ပါရှင်ပြပို့ထားတဲ့ဂျိုရုတိမ်ပေါ်မှာကြည့်မယ်ဆိုရင်တော့မင်္ဂလာပင်လယ်အော်အနောက်တောင်ပိုင်းမှာတိမ်အသင့်တင်ဖြစ်ထွန်းနေပြီးတော့ကပ်ပလီပင်လယ်ပင်နဲ့ကြံပင်္ဂလာပင်လယ်အော်မှာကတော့တိမ်အသင့်တင်ကနေပြီးတော့တိမ်ထူတဲ့နေရာကိုတွေ့ရပါရှင်မြန်မာနိုင်ငံပေါ်မှာကြည့်မယ်ဆိုရင်တော့မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာတိမ်အသင့်တင်ကနေတိမ်ထူတဲ့နေပြီးတော့ကျန်တဲ့ဒေသတွေမှာကတော့တိမ်အနည်းငယ်ကနေပြီးတော့တိမ်အသင့်တင်ဖြစ်ထွန်းနေရာကိုတွေ့ရပါရှင် လေတိုင်နှုံးချီနေခတ်မှန်းချက်အနေနဲ့ရရခိုင်ကဲရက်မှာတနာရီကို15မိုင်ကနေ18မိုင်လို့မြို့ဝကြုံမော်ကဲရက်မှာတော့17မိုင်နဲ့ -30 နှုန်းနဲ့ကြံကဲရက်မှာဆိုတော့ -20 နဲ့25မိုင်လို့လေတက်ခတ်နိုင်ပါတယ်ရှင်။အခုဆက်လက်ပြီးတော့မနက်ဖြန်အတွက်မိုးလေဝသအခြေအနေခတ်မှန်းချက်တွေကိုဆက်လက်တင်ဆက်ပေးပါမယ်။စစ်တွေ၊မကွေ၊ပသိမ်း၊ရန်ကုန်စတဲ့ဒီမြို့ကြီးတွေမှာဆိုရင်တော့တိမ်အထင်အထင်ဖြစ်ထွန်းနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ပဲခူး၊မော်လမြိုင်၊ဖအံ၊တဝဲ စတဲ့ဒီမြို့ကြီးတွေမှာမနေ့ဖြန်မှာဆိုရင်တော့တိတ်ထူတတ်နိုင်တယ်လို့ခမန်းရရှိထားပါရဲ့ရှင်။ဆက်လက်ပြီးတော့ကျန်တဲ့မြို့ကြီးတွေမှာဆိုရင်မြကြီးနားမှာတော့အများအားဖြင့်တော့တာယာနိုင်တယ်လို့ခမန်းထားပြီးတော့မုံရွာနဲ့မန်းလေးမှာတော့တိမ်အထင်အထင်ပြတွနိုင်ပါတယ်။ရိုက်ကောမှာဆိုရင်တော့တိမ်ထူတတ်နိုင်တယ်လို့ခမန်းထားပြီးတော့ကျန်တဲ့ဟာခာတောင်ကြီးလာရှုနဲ့ဟဲဟုစတဲ့ဒီမြို့ကြီးတွေမှာတော့နေရာကျကျမိုးအနေငယ်တချုံရွာသွန်းနိုင်တယ်လို့ခမန်းထားပါရဲ့ရှင်။ မွေးစဉ်အခြေအနေခန့်မှန်းချက်တွေအနေနဲ့ကတော့မြန်မာနိုင်ငံတောင်ပိုင်းဇွန်ဒေသတချို့မှာဆိုတော့20မီလီမီတာဝန်းကျင်လောက်ရှိနိုင်ပြီးတော့ကျန်တပြည်လုံးနီးပါးမှာတော့20မီလီမီတာအောက်ကိုလျော့နေနိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်။ညပူချိန်ချင်းနေခမှန်းချက်တွေအနေနဲ့ကတော့ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရှမ်းပြည်နယ်နဲ့ကယားပြည်နယ်မှာတစ်ဆယ်ရနေပြီးတော့15ဒီဂရီစင်တီဂရိတ်ဝန်းကျင်လောက်ရှိနိုင်ပြီးတော့ကျန်တဲ့ဒေသတွေမှာဆိုတော့16ကနေ22ဒီဂရီစင်တီဂရိတ်ဝန်းကျင်လောက်ရှိနိုင်ပါတယ်ရှင်။ မြမပြည်လည်ပင်ချင်းနေခမှန်းချက်အနေနဲ့ကတော့မွန်တလိုင်းကန်ရရှောင်းနဲ့ကန်လောက်ပင်လယ်ပင်မှာဆိုတော့လှိုင်းအသင့်တရားနဲ့လှိုင်းကြီးနိုင်ပါတယ်လှိုင်းမြင့်ပြတော့6ပြရနဲ့17ပြလောက်ထိမြင့်တက်နိုင်ပြီးတော့ကျဲမမကန်ရရှောင်းနဲ့ကန်လောက်ပင်လယ်ပင်မှာတော့လှိုင်းအသင့်တင့်ရှိနိုင်ပါတယ်ရှင်မလေးမြို့နယ်နီးတွိုက်တွဲ9ရက်စာခတ်မှန်းချက်အနေနဲ့ကတော့6ရက်နေနဲ့9ရက်နေမှာနေရာကွက်ကြားမှုနိုင်ငံထိချုံရွာသွန်းနိုင်ပြီးတော့တနင်္လာရက်ဒီမှာဆိုတော့တိမ်အသင့်အသင့်ဖြစ်တော့နိုင်တယ်လို့ခန့်မှန်းထားပါရဲ့ရှင် ရန်ကုန်မြို့နယ်နီးတွိုက်တွင်ကစာခတ်မှန်းချက်အနေနဲ့ရရှိ3ရက်မှာဆိုရင်တော့တိန်အသင့်တက်ဖြစ်တော့နိုင်ပြီးတော့ကျန်တဲ့ရက်ဒီမှာဆိုရင်နေရာကွက်ကြားမိုးအနေနဲ့ထိချုံရွာသွားနိုင်တယ်လို့ခန့်မှန်းထားပါရရှင်။နေပြောနဲ့နီးတွိုက်တွင်ကစာခတ်မှန်းချက်အနေနဲ့ရတော့9ရက်နေနဲ့6ရက်နေမှာမိုးအနေနဲ့ထိချုံရွာသွားနိုင်ပြီးတော့ကျန်တဲ့ရက်ဒီမှာဆိုရင်တော့တိန်ထူတတ်နိုင်တယ်လို့ခန့်မှန်းထားပါရရှင်။အခုဆက်လက်ပြီးတော့အာရှဒေသမှာရှိတဲ့မြို့ကြီးတချို့ရဲ့မိုးလေဝသအခြေအနေခန့်မှန်းချက်တွေကိုလည်းတင်ဆက်ပေးပါအောင်မယ်ရှင်။ကျေးဇူးတင်ပါတယ်။